အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဦးဆောင်သောအမေရိကန်သည်အီရန်၏ပံ့ပိုးကူညီမှုဖြင့်ယမန်ရှိဟူတီတပုံများကိုကြီးမားသောစစ်ရေးအရရည်ယူမှုများစတင်ခဲ့သည်။ဤလောက်ရများသည်ပင်လယ်နေရှိသင်္ဘောများကိုတိုက်ခိုက်မှုများတိုးမြင့်လာစေရန်တုံ့ပြန်မှုဖြစ်ပြီးဟူတီများ၏စွမ်းရည်ကိုအားနည်းစေရန်ရည်ရွယ်ခြင်းဖြစ်သည်။လေကြောင်းတိုက်ခိုက်မှုများစတင်သည့်2025ခုနှစ်မလ15ရက်နေ့တွင်သမ္မတဒေါ်နယ်ထရန့်က ယမန်ရှိဟူတီစခန်းများကိုကြီးမားသောလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးအနည်းဆုံးလူ32ဦးသေဆုံးခဲ့သည်။ဒါကတမဒါထရန့်တမနာဖြစ်လာပြီးကတည်းကအရှိအလက်ပိုင်းမှာ အမေရိကန်ရဲ့အကြီးမားဆုံးစစ်ရေးလှုပ်ဆောင်မှုဖြစ်ပါသည်။ USS Harry S. Truman လေယာဉ်တင်တင်မော်နှင့်၎င်း၏တိုက်ခိုက်မှုအဖွဲ့တို့သည် စစ်စင်ရေးတွင်အကြီးအကျယ်ပါဝင်ခဲ့သည်။ မြို့တော်ဆန္ဒအပါအဝင်ဟူတီအခြေစိုက်စခန်းများကိုတိကျတော့တိုက်ခတ်မှုများလှုပ်ဆောင်ရန် FA18 တိုက်လေယာဉ်များဖြင့်ဇေလုခဲ့သည်တမနာထွန်းသည်ဟူတီတပုံများကိုပန်ပိုးကူညီနေသည့်အီရန်အားတန်ပိုးကူညီမှုကိုချက်ချင်းရပ်တန့်ရန်နှင့်ပြင်းပြင်းထန်ထန်တတိပေးကဲဒီအကယ်၍အီရန်ကလိုက်နိုင်ပါကစိုးဝါသောအကျိုးဆက်မှုများဖြစ်လာမည်ဖြစ်ပြီးအီရန်သည်၎င်း၏မဟာမိတ်များ၏လုံရအတွက်အပြည့်အဝတောင်းဝန်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ဟူတီတပုံများသည့်အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများကိုစစ်ရဇဝတ်မှုခေါ်ဆိုကဒေတာတွင်တင်းမာမှုများကြီးထွားလာနေတော်လဲ၎င်းတို့၏တန်လိမ့်တံကို ပြတ်သက်ကပြန်လည်တိုက်ခိုက်မိဟုကြေပြုခဲ့သည်။အမေရိကန်စစ်တပ်၏လုံဆောင်ချက်များသည့်ဟူတီတိုက်ခိုက်မှုမှချင်းချောင်းမှုခံရသည့်အဓိကသဘောတင်မောလမ်းကြောင်းဖြစ်သည့်ပင်လယ်နီတွင်တင်မောများကိုလုံခြုံစွာတွာလာနိုင်ရန်နှင့်တင်မောများကိုကာကွယ်ရန်ရည်ရွယ်သည်။ ဤဖြစ်ရများသည်ဝန်မိုးကျပြန့်သောဖက်ဒဝီနိုင်ငံရေးဆိုင်ရာတည်ရောက်မှုများအတွက်အလားအလာနှင့်အတူဒေသတွင်းတွင်တင်မာမှုများကြီးမားလာမှုကိုပြသနေသည်